ချင်တဲ့စိတ်ကနေပြီးတော့ကိလေသာအနေပြီးတော့သူ့ဘူးပြီးကလားအာဒီသူ့ကိုယ်တော့တတ်မှာပဲလို့ဆိုတော့ခိုင်းတဲ့အတွက်သူအတားရပါလားသူအခိုင်းကြံဖြစ်ပြီပါအတုံးကံဖြစ်ပြီပါလားဟောတာကလေးကျွတ်သွားတယ်ပြရဒီတော့ပြောမယ်ဆိုရင်ခိုးတာလဲလူမဟုတ်ဘူးတတ်တာလဲလူမဟုတ်ဘူးလိန်တာလဲလူမဟုတ်ဘူးခဲတာလဲလူမဟုတ်ဘူးကောင်းကောင်းမွန်မွန်နေပြောဆိုပြီးတကလားဥပုသ်တင်းသီလတွေစောင့်တည်နေတာလဲလူမဟုတ်ဘူးအလူဒါနတွေပေးနေတာလဲလူမဟုတ်ဘူးတရားထိုင်နေတာလဲလူမဟုတ်ဘူး ပြောရပါဗျာဘာဖြစ်လို့တရားထိုင်နေတာလူမော်ဘူးလို့ဆိုရင်သူ့အမှုခံရတယ်လေအမှုခံရလို့သူတရားထိုင်တာဘသူကလာဘူးလို့တော့ဆိုပြန်တော့တဲ့အခုလိုလေးလူနေတန်းနေတာနဲ့တော့ပဲအပေတကားမသိသေးဘူးရတယ်အပေတကားသိအောင်ဆိုရင်တရားထိုင်မှဖြစ်ပါလို့အဲ့ဒါပူးလိုက်တာဟုတ်ကဲ့နော်အာဒီလိုသိတော့ငါလည်းတရားတော်ထိုင်ဦးမှာပါဟာပေါ့ဘာလို့လို့တရားထိုင်မှာတော့ဆိုရင်တော့ သူကပြောတယ်အပေတကားမပိတ်သေးဘူးလို့ပြောတယ်အပေတကားပိတ်အောင်ကတော့တရားထိုင်မှာပဲဟုတ်အဲ့တော့သူပြောတဲ့စကားကိုကူးသွားပြီလေကိုကူးလို့သူဘုံနောက်ထဲမှာအလုံးလုံးသေးပြီသူ့ထည့်လိုက်ခါရလဲအလုံးလုံးစီကဘယ်လိုလုံးမလို့လို့ဆိုတော့အဲတရားကြောက်သွားပြီတရားထိုင်ပဲဘာလို့လဲဆိုသူကနေခိုင်းတာမင်းသွားတရားထိုင်မှာအပေတကားပိတ်ပါဗျာလို့မင်းဒါနနဲ့တော့အပေတကားမပိတ်နိုင်ဘူးမင်းသီလလေးနဲ့တော့အပေတကားမပိတ်နိုင်ဘူးလေ ဘေးကအပကြီးဒီပြောလိုက်တာအပြင်ပါပြောတယ်ဒီအပြင်ပါပြောလိုက်တဲ့ဟာလေးကကိုကောင်းနဲ့လာဘူးဥတဲ့အခါကျတော့အင်းဟုတ်တယ်ဟုတ်လို့ဟုတ်ကြတော့ကြအပေတကားကြီးညငါအတွက်ပွင့်နေတာရှိတယ်။ငါရောက်သွားဟောကနေကြသွားရင်ငါအပေရောက်ပြီ။အဲ့တော့ငါတော့တရားတော်ထိုင်မှဒီတရားထိုင်တာသူထိုင်တာမဟုတ်ဘူး။ပြောမယ်ဆိုရင်တော့ပယောဂကနေထိုင်ထိုင်တာ။ဒါကတော့ပယောဂဆိုတာသဘောပေါက်ပြီလား။ပယောဂဆိုတာအပြင်းပါကြတော့ အပြင်ပအပြင်ပဟာအပြင်ပမနေဘဲနဲ့ကိုယ်လာကတ်ကိုယ်လာပူးတာကိုယ်လာပါတာပြောမယ်ဆိုတော့တို့တို့ဒီမှာတော့ပြောတယ်ကလေးလေးတွေကြွအပြင်မဲ့ခုံသွားဘူးလေဘာဖြစ်လို့လဲဆိုတော့ကျင်တစ်ဆေပါတတ်တယ်ကလေးဒီမှာတစ်ဆေပါတာအဲ့ဒါကြောင့်မလို့အပြင်ဘက်ကဟာတာအဲ့လိုပါလာတို့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 ထဲမှာပါလာဟုတ်တယ်လေအပြင်ဘက်ကပြောလိုက်တဲ့စကားလုံးဟာတို့တို့နားနေတဲ့ပြင်တို့တို့အုံနောက်ကိုပို့လိုက် ။ဟုတ်ပြီဆိုကျွန်တော် owner ဆိုတဲ့ကွန်ပျူတာကြီးကတွက်လိုက်တဲ့အခါကျတော့ဘယ်ငါတော့တရားတော့ထိုင်မှာ။အေးလို့ပြန်ပြီးတုံ့ပြန်ပြီးထုတ်ကြရဲ့။အဲ့တော့ကိုတရားထိုင်တာကိုထိုင်တာမဟုတ်ဘူး။အပြင်မကနေပြီးတော့လှုပ်လိုက်တဲ့အတွက်ကျွန်တော်ထိုင်တာဘယ်လိုပြောရအောင်။အပြင်မကနေထိုင်အောင်လှုပ်လိုက်လို့တရားထိုင်တာလို့ဆိုတော့ဒီတရားထိုင်တာကအပမှုကြော့။အမြင်ပါကိုလာပြီတာကိုပြောတာနော်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုယောဂလို့ပြောတာ ပါယောဂပယောဂလို့လည်းပြောသွားယောဂပယောဂဟာယောဂပါပဲအဲဒီယောဂအကျင့်ကိုကျင့်တဲ့သူကိုယောဂီလို့ပြောခေါ်တာယောဂအကျင့်ကျင့်တဲ့သူကိုယောဂီဒကာတော်မလို့တရားထိုင်တဲ့သူကိုယောဂီလို့ခေါ်လားမခေါ်လားခေါ်ပါဗျာယောဂီအဲဒီယောဂီဆိုတဲ့စကားကိုပဲရှင်းတာအင်းဝစီလောက်ကခေါ်လိုက်ကြတော့ယောဂီလို့လည်းသာမန်ကမခေါ်ဘူးဗျဘယ်လိုခေါ်လဲဆိုတော့ဒေါ်ကြီးလို့ခေါ်တာလား ယောဂီနဲ့သောဂီနဲ့အတူတူရဒီသောဂီနဲ့သောဂီနဲ့လည်းပဲအတူတူပဲရအဲ့တော့အော်သောဂီကြီးတွေသောဂီကြီးတွေဆိုပြီးတော့သောဂီဆိုတာဘယ်မှာနေတာလို့ဆိုတော့ရှင်းခါတော့တော်ထဲမှာနေတာဗျာဆိုတော့ရုပ်သေးတွေပါဒီခင်ဗျားတို့ကြည်ဘူးမလားကြည်ဘူးလားဖြစ်ပါဦးရုပ်သေးများစထွက်ရဲ့ပထမဆုံးကဘာမိုးကြီးရွာတယ်ဆိုတော့ကဘာလေကြီးတိုက်တယ်နဲ့တန်တီတန်တီချမ်းကြီးနဲ့တခါလဲတီးပြီးတော့အဲ့ဒါရုပ်သေးကြတာဗျာအဲ့ဒါကဘာလေတိုက်တာကဘာမိုးရွာပယ်တစ်တွေကြတယ် ဘာတော်တွေဖြစ်လာပြီပေါ့သဘာဝပါ။နောက်ကြတော့ဘာဖြစ်လာလဲကြားတွေကြားဆင်းနေကြား။ဩတော်ထဲမှာဆင်းနေလဲရှိတယ်ကြားတွေလည်းရှိတယ်။ဟောနောက်ကြတော့ဇော်ကြီးထွက်လာပြီးတော့ပဲဒီတော်ဝကြီးနဲ့တခါလည်းကြောင်တိကြောင်စော်နေကတော့ပြ။အဲ့ဒီယောဂီဆိုတဲ့သူကကြောင်တိကြောင်စော်လူပဲဗျ။တကယ်ကြတော့လေတာ။သူအချက်လည်းမရှိဘူးအကြောင်လည်းမရှိဘူးဘသူမှမမှုဘူးဆိုတဲ့အသေးပဲပေါ့ဗျာ။ဘုဒ္ဓိတ်တယ်လို့လား။အာအပြောင်းနှီးကြောင်ကြောင်ပြောပြီးဆိုတဲ့ယောဂီသောကြီးပဲသောကြီးဘုသူ့ကြောင်ပါတော့ ဘသူမှုရမှာလဲဘယ်ပေါ်မှု မမှုဘူးကွာဘယ်တိုင်းမှုမမှုဘူးကွာတဲ့မမှုဘူးသူကတော်ကြီးကိုဘယ်မှုမှာတော့ခေါ်တာအဲ့လိုပဲဗျဘုရားကြီးကအဲ့လိုဖြစ်ပါလားအဲ့တော့ဆိုလိုတာကတော့ကြည်တို့တို့တွေဘယ်ကောင်းမှုလုပ်လဲပဲအဲ့ဒီဘယ်ကောင်းမှုလုပ်တာကျုပ်တို့လုပ်တာမဟုတ်ဘူးဒါကလေးဒီပြောချက်ကလေးကိုပြီးပြီးတော့ခြေခါကငါမရှိသူမရှိပုံကောမရှိတတ်တော်မရှိ ယောက်ျားမရှိမိန်းမမရှိနဲ့ပြောတယ်ဘယ်ဟာကမရှိတာလဲသူတို့မသိဒီယောက်ျားကတော့ယောက်ျားမိန်းမကတော့မိန်းမပဲဟောဒီနာကတော့သူများမဟုတ်ရင်ငါပေါ့ငါကလွဲတယ်သူများတယ်တွေဟာသူများပဲပေါ့အဲ့ဒါတွေမရှိဘူးလို့ပြောတဲ့အခါကျတော့လောသွားပါဟောတကယ်ကတော့အဲ့ဒါတွေကိုမရှိဘူးလို့ပြောတာမဟုတ်ဘူးအခုနောက်တော့ပြောခဲ့တယ်ကျုပ်တို့လွန်ပြီးတော့လှုပ်တဲ့ကောင်းတဲ့အလုံးလွန်ပြီးတော့လှုပ်တဲ့မကောင်းတဲ့အလုံးကံမြောက်တဲ့အလုံးသင်္ခါရမြောက်တဲ့အလုံး အဲ့ဒီအလုတ်တွေဟာကျုပ်တို့မဟုတ်ဘူး။သူများလည်းမဟုတ်ဘူး။ကျုပ်တို့လောက်တာလည်းမဟုတ်ဘူး။သူများလောက်တာလည်းမဟုတ်ဘူး။ဒါလို့ဆိုရင်အဲ့ဒီကောင်းတဲ့အလုတ်နဲ့မကောင်းတဲ့အလုတ်ဟာအเจ้าမဲ့လောက်တာလား။ဘာအเจ้าမှမရှိဘဲနဲ့လောက်တာလားဆိုအเจ้าမရှိဘဲနဲ့လောက်တာလည်းမဟုတ်ဘူး။ဒါမှမဟုတ်တကားတွေတော်တော်စိတ်တယ်လို့ပြောရပါကိုယ်လုံးလို့ဖြစ်တာလည်းမဟုတ်ဘူးသူများလုံးလို့ဖြစ်တာလည်းမဟုတ်ဘူးအเจ้าမဲ့ဖြစ်တာလည်းမဟုတ်ဘူးလေဒါလို့ဆိုမအเจ้าဖြစ်တာတော့ဖြစ်ရလို့ပြော ိလေသေပဋိစ္စသင်္ခါရောဥပ္ပစ္စတိပေါ့ဗျာကိလေသာကိုသွဲပြီးမှဟောဒီညွန်ကျူးတယ်လို့ဆိုရဲဟာဖြစ်တာกว่าတိတိခွားကကျုပ်တို့ခင်ဗျားပြောတာဗျာကျုပ်တို့ကနားလဲနေတော့ခင်ဗျားတို့လည်းကျုပ်တို့ကတိတိခွားကပြောတာနော်နားလဲတဲ့သူကတော့မပြောဘူးဝိဒါပိညာသင်္ခါရသင်္ခါရပိညာဝိညာဏနဲ့ကြာပြားလေးနဲ့ရွတ်သွားမှာပေါ့ဗျာတော့အဲ့လိုလို့ဗျာပေါ်ဘူးတကယ်ကတော့ကိလေသာပဋိစ္စကိလေသာတွေကိုသွဲပြီးတော့ သင်္ခါရဥပ္ပဒိကံနေလောက်တာအဲ့တော့အကျိုးတို့လောက်တာမဟုတ်ဘူးကျိုးတို့လောက်တာမဟုတ်လို့အကြောင်းမဲ့ဖြစ်တာလားဆိုမဟုတ်ဘူးဘွားကိုဆွဲပြီးပါသိကိမ့်မို့ကျိုးတို့တားဘူးလေအဲ့ဒီကိမ့်မို့ဘယ်ဟာဖြစ်တာလို့ဆိုဂျုံမုံကနေတာဂျုံမုံကိုဆွဲပြီးမှဟောဒီကိမ့်မို့ဖြစ်တာဂျုံမုံသာမပါလို့တာတော့ကိမ့်မို့ဖြစ်ပါမလားဗျာမဖြစ်ဘူးအဲ့ဒါလိုပဲဒါပြည့်ကိမ့်မို့ကဂျုံမုံလားမဟုတ်ဘူးကိမ့်မို့ကဂျုံမုံမဟုတ်ဘူး ဂျုံမုံမဟုတ်လို့ရှင်ဂျုံမုံမပါရင်ကောဂျုံမုံကောအစွဲမပြူရင်ဒီကိမုံဖြစ်ပါမလားမဖြစ်ဘူးအေးပြခုနတိလိတာကဒီအလွင်ပြောင်းလာတဲ့အခါကျတော့ကံဆိုပြီးတော့ကျုပ်တို့လွန်ကျူးတဲ့အခြေရောက်လာတာကြာကျုပ်တို့နော်ကံကိုအဲ့ဒါလောက်သိရပါလို့တယ်လေဦးတကမာရီနော်ကြရုပ်သိတဲ့ကြရလို့လေကျုပ်တို့ကအခါကလာနေတာပေါ့ဗျတခါတည်းနဲ့ဒေချာနားထောင်သွားလို့ပြောပါနော်ဧကံကံဆိုတာဟာ ကံကံဆိုတာတကယ်ကြတော့ကိလေသာကနေဆိုတော့ကြောင်းလဲလာတဲ့ခါဥပမာတစ်ပင်တစ်ပင်ဆိုတာဟာသစ္စာနေကြီးကြောင်းလဲလာတဲ့ခါပေါ့လားသစ္စာလေးမြည်တဲ့ချတိုက်တာတော့ကြအကြောင်းလေးထုတ်ပြလာပြီဟောတော်တော်ကြကြတော့သိရကလေးဖတ်လာပြီနောက်ကြတော့အခက်တွေအခက်တွေဆက်ခါဆက်ခါဆက်တော့ဟောတစ်တယ်ခင်ဒီတစ်ပင်ပဲလားသစ္စာဆိုတာခိတာဘယ်လိုပြောရမလဲအခုလည်းပဲကျုပ်တို့ကံဆိုတာဟာဒီကိလေသာကိုဆွဲပြီးမှကျုပ်တို့ဖြစ်တာ တူတူလုံတာမဟုတ်ဘူးဒီကံကသူများတွေကပြအောင်လုံတာလည်းမဟုတ်ဘူးဒီကံကအကြောင်းမဲ့ဖြစ်တာလည်းမဟုတ်ဘူးဒီကံကအဲကိလေသာကိုတွဲပြီးပါကိလေသာကြောင့်ဖြစ်တာဟောလိုက်တမဖြစ်ခြင်းဗျာကျွတ်တို့ဗျာသုတ်တရာလောက်ဟောတယ်ပရိသတ်တမဘတရားမှမကြားဘူးသုတ်တရာလောက်တာဟောတာနော်ဘယ်သူမှမကြားဘူးတဲ့ရိုက်အဲ့ဒီတိုင်ဟောတာအဲ့တော့ဒကာတို့မတို့တော့ကြားသေးကြတော့နော်ကျွတ်တို့ကသင့်ပြောပေးနေပြီ ကိလေသာကြောင့်ကိလေသာကိုသွဲပြီးမှကံဖြစ်တာကိုလို့လို့ဖြစ်တာမဟုတ်ဘူးဒီကိလေသာသာမရှိရင်ဩကိလေသာဏိရောဓသင်္ခါရဏိရောဓဟောဗျာကိလေသာချုပ်သင်္ခါရချုပ်ကိလေသာမရှိရင်သင်္ခါရမရှိအဲ့တော့ဟာတန်ဆူရာဒုလားလို့အောက်ပေးတာတို့ကခိုးပြီဆိုရင်တို့ပဲလောက်တာလို့ဖတ်တာတို့ကလိမ်ပြီဆိုရင်လည်းတို့ပဲလောက်တာလို့ဖတ်တာလိမ်နာကိုတို့လောက်တာလို့ဖတ်တာ ို့ကဆဲပြီဆိုရင်လဲအဲတို့ကပဲဆဲတို့ကဆဲတာကိုလှုပ်လိုက်ကြလို့မှတ်တာလူတိုင်းကမမှတ်ကြဘူးလားဟဲ့မှတ်ကြပါမှတ်နေတာပဲအဲလိုမှတ်နေရတယ်ပြီးတော့ဖရာရဲ့ပြောချက်ကိုကျွတ်တော့ပြီးလိုက်တဲ့အခါကျတော့ဟာဆဲတာလဲတို့မဟုတ်တိန်တာလဲတို့မဟုတ်ခိုးတာလဲတို့မဟုတ်သီလဆောက်တည်တာလဲတို့မဟုတ်ဒါနာပြုတာလဲတို့မဟုတ်ကိုကနေပြီးပတ်စံနေတယ်အဲ့ဒိမဲ့ဆန်အားဒိမဲ့တောင်ပြေးနေမှတော့ဒါနာပြုတာကိုမဟုတ်ဘူးလို့ဘယ်လိုလုပ်မလဲလို့ပြည့်တို့တို့လည်းအပူးခံရတာဗျအဲ့ကဏ္ဍ ဘယ်လိုဘူးခံရတာလို့ဆိုတော့အေးနနိုးတောင်ပေါ်ကသွားတဲ့အခါမှာလက်ကြီးတဲ့ကျင့်နေလိမ့်မယ်နော်နနိုးလှုပ်ထားကြိုက်ထားတာကလေးလည်းပဲသူကြအောင်တန်းကြအောင်နဲ့ဘုံပြရတယ်ဆိုတော့တို့တို့ပြူစားလိုက်တယ်ဒါပြူစားတယ်လို့ပြောရမှာပေါ့နော်ကောင်းတဲ့တရားဟောတာလည်းပဲကောင်းအောင်ပြူစားတာလို့ပြောရမှာပေါ့ဗျာဘုံကြီးကဘယ်လိုပြူစားလို့ဆိုတော့မင်းတို့နော်တဲ့ဒီတိုင်းပဲဘာမှမလူမတန်းနဲ့နေသွားရင်နောက်ဘဝမင်းတို့အမွဲတွေဖြစ်နေလိမ့်မယ်တဲ့ တို့လောက်တာကြိုက်ထားတာလေးကလည်းတစုံညုံဖြစ်ဖြစ်တရားမှသိဖြစ်တတ်နိုင်သမျှမ